မင်္ဂလာပါခင်ဗျာဒီကနေ့တော့ဝမ်ချမ်ပီယံရှစ်ကအကြောင်းအရာတွေကိုပဲသာပေပြောပြခြင်းပါတယ်ဒီလိုပြောပြဖို့ဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းတွင်းတော့ကဝမ်ချမ်ပီယံရှစ်ဥက္ကဋ္ဌကြီးချက်ထရီနဲ့ထိုင်းဘက်ကဂျင်ပိုင်ရှင်တွေထိုင်းဘက်ကသတင်းသမားတွေတွေ့ဆုံပြီးမိတ်ဆုံစားပွဲအစီအစဉ်လုပ်ခဲ့တဲ့ကိစ္စကနေစပြီးအခြေခံရမှာပါဘာဖြစ်လို့လဲဆိုတော့ဥက္ခရာချက်ထရီဟာအဲ့ဒီမိတ်ဆုံစားပွဲမှာအเจ้าရတော်တော်များများကိုဖွင့်ချသွားပါတယ် အဒီထဲမှာသူကျင်းတတ်တဲ့အပိုင်းတွေလည်းပါတယ်လို့သူ့ရဲ့မကျင်းတတ်ချက်တွေကိုပါပြောပြခဲ့တာပါအဲ့ဒီပြောပြချက်တွေကလက်ရှိမီဒီယာလောကအပေါ်အရှိန်ဟုန်ကောင်းတစ်ခုနဲ့ရိုက်ခတ်လျက်ရှိပါတယ်အဲ့လိုရိုက်ခတ်လာတဲ့အနေအထားမှာနောက်ဆက်တွဲဖြစ်လာတဲ့ကိစ္စတွေကဘယ်လိုပုံစံမျိုးရှိနေလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြည့်သက်တွေသိအောင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Glory Kickboxing Promotion မှာစွမ်းဆောင်ရင်းကောင်းတွေချပြနေတဲ့ Thai Fighter လေးနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာကိုပြောပြခြင်းပါတယ်။ ဒီတစ်ပတ်မှာ Glory Kickbox Promotion ကနိုင်တာလမသူတို့ရဲ့ပြိုင်ပွဲကိုကျင်းပသွားခဲ့ပြီးအဲ့ဒီပြိုင်ပွဲမှာထိုင်းက Kickboxing Fighter လေးကစွမ်းဆောင်ရည်ကောင်းနေချပြခဲ့တာပါနမကြီး Fighter Trunder ကိုသူကနော်တော့နှစ်ကြိမ်ကြောင်းထိုးပြပြီးတိုင်းဆုံးဖြတ်နဲ့အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းအရာကကျွန်တော်မြန်မာပြည်သက်တွေအကြားမှာတော့သိပြီးရေပန်းစားတာမဟုတ်ပါဘူး။လို့တော့ထိုင်းကပြည်သက်တွေအကြားမှာတော့ဒီ Fighter လေးရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးပြည်သက်တွေကတန်တော်နဲ့ကိုချီးကျူးခဲ့ကြပါတယ်။ တစ်ချိန်ထဲမှာဝမ်ချမ်ပီယံရှစ်ကအဲ့ဒီဖိုက်တာလေးကိုမခေါ်ယူဘူးလားဆိုတဲ့မေကွန်းတွေကအစီအီကိုထွက်ပေါ်လာတာပါမိတ်ဆုံစာပွဲမှာသတင်းထောက်တွေကအဲ့ဒီမေကွန်းကိုဥက္ကဋ္ဌချက်တွီစီတိုက်ရိုက်မေးမြန်းကြပါတယ်အဲ့လိုမေးမြန်းတဲ့အနေထားမှာချက်တွီကဘယ်လိုပုံစံမျိုးဖြေလဲဆိုတော့ ဒီဖိုက်တာလေးကိုခေါ်ယူဖို့စိတ်ဝင်စားတယ်။သူလက်ရှိရနေတဲ့ထိုးကြီးက155ပြန်ပွဲတွေမှာဝင်ရောက်ထိုးတက်နေတဲ့ဖိုက်တာတွေလောက်ပဲရတယ်။အဲ့ဒီအတွက်ဝမ်ချန်ပီယံရှစ်ဘက်ကသူ့ကိုလက်ရှိရနေတဲ့ထိုးကြီးထက်ငါးဆသုံးမုတ်ဆယ်ကြားလောက်တိုးပြီးကိုခေါ်ယူဖို့စိတ်ဝင်စားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာသတင်းတောက်တွေက Glory Kickboxing Promotion ဂျပန်က Rice Promotion လို့ပုံစံမျိုးတွေနဲ့ပြိုင်ပွဲတွေလက်တွဲပြီးကျင်းပဖို့အစီအစဉ်ရှိလားမရှိဘူးလားလို့မေးမြန်းခဲ့ရာဥက္ခရာ Cherry ကအဲ့လို Promotion သေးသေးလေးနဲ့လက်တွဲဖို့စိတ်ကူးမရှိတဲ့အကြောင်းကိုပြန်လည်ဖြေကြားခဲ့ပါတယ်အဲ့ဒီမှာသူသုံးနှုံးခဲ့တဲ့စကားတချို့ကြောင့်သူ့ဘဝေဘန်ထိုးတဲ့သူတချို့လည်းထွက်ပေါ်လာခဲ့ပါတယ်။အထူးသဖြင့် Glory နဲ့ Rice လို promotion တွေကို promotion တိတ်တိတ်လေးဆိုပြီးချိုးနှိမ်ပြောတာက လူကြီးလူကောင်းမဆန်မှုဆိုတဲ့ပုံစံမျိုးတွေနဲ့ထောက်ပြကြတာပါ။ မြင့်တမ်းများခင်ဗျာဝမ်ချမ်ပီယံရှစ်ကဘဏ္ဍာရေးအကြက်တစ်ခုနဲ့ရင်ဆိုင်နေရတဲ့ဆိုတဲ့အကြောင်းကိုရှေ့ကဗီဒီယိုလေးမှာတုန်းကကျွန်တော်ကအခါအားလျော်စွာထည့်သွင်းတင်ဆက်ခဲ့ပါတယ်။ဒီတန်ကြီးမဟုတ်ပေမဲ့ဘလို့ပုံစံမျိုးနဲ့ဘဏ္ဍာရေးကျက်တဲ့သွားတာလဲဆိုတဲ့အကြောင်းအရာတွေကိုမြင့်တက်တွေနားလည်အောင်ကျွန်တော်ကချပြပေးပါပြီ။အဲ့ဒီမိတ်ဆုံစာပွဲမှာအခရချက်တွေကအဲ့ဒီအကြောင်းအရာကိုရည်ညွှန်းပြီးထိုင်းဆိုရကသူတို့ပရိုမိုးရှင်းကိုကူညီခြင်းမရှိတဲ့အပေါ်ဝမ်နဲ့မိတဲ့ဆိုတဲ့ပုံစံမျိုးလဲဖွင့်ဟားခဲ့ပါတယ်။ သူဆိုလိုချင်တဲ့သဘောကလက်ရှိပန်နာရေးအကြက်တဲကိုကြော်ဖြတ်နိုင်ဖို့အတွက်အစိုးရကဝင်ပြီးကူညီတဲ့နဲ့ဆိုတဲ့ပုံစံမျိုးနဲ့သူကပြောဆိုခဲ့တာပါတိုက်ဆိုင်စွာနဲ့ပဲဥက္ကဋ္ဌချယ်ရီထုတ်ပြောပြီးလို့ရက်ပိုင်းအတွင်းမှာပဲထိုင်းကဝင်းကြီးတပါးကအဲ့ဒီပြောဆိုမှုနဲ့ပတ်သက်လို့တုံ့ပြန်လာခဲ့ပါတယ်အစိုးရဘက်ကလည်းဝမ်းချင်မြင့်ရှိကိုကူညီဖို့ဆန္ဒအပြည့်ရှိတဲ့အကြောင်းကိုပါသူကအခုလိုထည့်သွင်းပြောဆိုခဲ့တာပါဝမ်းချင်မြင့်ရှိရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ကသဘောကျပါတယ် မစ္စတာချက်ထရီနဲ့ဝမ်ချန်ပီယံရှစ်ကမွေထိုင်းကိုခြေသုံးကဦးဆောင်ပြီးပုံရိပ်မြင့်တင်ပေးနေတာပါကျွန်တော်တို့ကဝမ်ချန်ပီယံရှစ်ကို ထောက်ပံ့ပေးဖို့အမြဲတမ်းဆန္ဒရှိပါတယ်ဘာလို့လဲဆိုတော့အခုလိုကမ္ဘာအဆင့်မီမွေထိုင်းပွဲစဉ်တွေပုံစံမျိုးထိုင်းတနိုင်ငံလုံးကမြင်ကျင်နေကြတာလေအခုဒီထိုင်းအစိုးရကဝမ်ချန်ပီယံရှစ်အပေါ်ပါထောက်ပံ့မှုမှမပေးရသေးတဲ့အပေါ်ဝမ်နေမိပါတယ် သန်း90သောပြည်သူတွေကဝမ်ချမ်ပီယံရှစ်နဲ့ကျွန်တော်တို့ကစားသမားတွေအားလုံးကိုချစ်ကြတာပါဆိုပြီးအောက်စားနဲ့ခီးသွွာလာရေးဝန်ကြီးဌာနဝန်ကြီးကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ပြည်သူများခင်ဗျာအဲ့လိုဝင်းကြီးတပားကိုတိုင်ကပြန်လဲမှတ်ချက်ပေးလာပြီးနောက်ပိုင်းမှာနောက်ဆက်တွဲရိုက်ခတ်မှုတွေကဆက်တိုက်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အမြင်ပြောရရင်တော့ဝမ်ချမ်ပီယံရှစ်လို့ပရိုမိုရှင်မျိုးကရုန်းကန်လာရတဲ့အနေအထားမှာအစိုးရဘက်ကဒီလိုပုံစံမျိုးဝင်ကူညီတော့မယ်ဆိုတော့တကယ်ကိုကြိုဆိုမိပါတယ်။ ဒါကသူတို့ရဲ့ရိုးရာကစားနီမွေးထိုင်ကစားနီဖွံ့ဖြိုးတိုးတက်လာအောင်အစိုးရကလည်းပံ့ပိုးပေးတယ်ဆိုတာမျက်ဝါးထင်ထင်ရှားပြတော့မှာပါကျွန်တော်အစီမှာတော့လက်ဝိနဲ့ပတ်သက်လို့အဲ့ဒီလိုအွေမျိုးမပြောနဲ့ဘလို့ပုံစံမျိုးနဲ့ခင်မီအောင်စီမင်းစည်းကမ်းနေပြုပြင်ထိမ့်သိမ်းကြမလဲဆိုတဲ့အကြောင်းအရာထိတောင်မရောက်သေးပါဘူးအားလုံးကဝဲလေလှဲ့ရင်းနဲ့သူ့လက်ညှိုးထိုးကိုယ့်လက်ညှိုးထိုးဖြစ်နေတာပါတချို့ကလက်ဝိကိုတိုးတက်စေချင်တဲ့ဆိုတဲ့သကလုံးလှလှလေးတွေတုံပြီးပုပ်ကိုရေးရာတွေနဲ့ရောကျိတ်ကြပါတယ် ။တချို့ကလည်းအလုပ်တွေလုပ်ပြပြီးမှဘာမှခြေလှမ်းမရှိပါဘူး။လက်ဝိနဲ့ပတ်သက်လို့တော့အတော်ကြီးကိုအားနည်းနေသေးတာပါ။အเจ้าရာကိုပြန်ပြီးဆက်ရမယ်ဆိုရင်အစိုးရကဝမ်ချမ်ပီယံရှစ်ကိုကူညီမဲ့အနေထားမှာလက်ခံတဲ့သူရှိတယ်လို့လက်မခံတဲ့သူလည်းရှိပါတယ်။ဘာလို့လဲဆိုတော့ဒလကူညီမဲ့ငွေတွေက နိုင်ငံသားတွေစီကနေအခွင့်ကောက်ထားတဲ့ငွေတွေ ဖြစ်ပါတယ်။အဲ့လိုအနေထားမှာဝမ်ချမ်ပီယံရှစ်ကိုကူညီတာမှန်ကန်တဲ့နီလန်မျိုးလားဆိုတဲ့ပုံစံမျိုးတွေနဲ့မေကွန်းထုံနေကြတာပါ။ အထူးသဖြင့် One Championship ကလက်ရှိအသုံးပြုနေတဲ့ business model ကအကျိုးမြတ်ပြန်ရဖို့ထဲသူတို့ရဲ့ယင်းနှမြုပ်နှံမှုငွေတွေကိုဇက်တိုက်ဇက်တိုက်ပြန်ပြီးသုံးဖြုံနေတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ကျိုးမြတ်ရအောင်ဘယ်တော့မှချပြနိုင်တာမျိုးလည်းမရှိခဲ့ပါဘူး။ဒါကြောင့်မို့လို့ထောက်ပြဝေဖန်သူတချို့ကဝမ်ချမြင်ရှိကိုကူညီမဲ့နီလန်ဟာတကယ်ရောစနစ်ကျရလားဆိုတဲ့ပုံစံမျိုးနဲ့မေကွန်းထုတ်ကြတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာတချို့သောသူတွေကလူမီနီကွန်းကိုအသုံးပြုခွင့်ရထားတာအစိုးရကပံ့ပိုးတာမဟုတ်ဘူးလားဆိုတဲ့ပုံစံမျိုးတွေလည်းထောက်ပြကြပါတယ်။ဒါကတော့ထိပ်ပိုင်းကအကြောင်းအရာတွေမို့ကျွန်တော်လည်းအများကြီးလက်လန်းမမိပါဘူး။အဲဒီမှာတချို့သောသူတွေကဥက္ကဋ္ဌချက်တွေကိုကမ္ဘာပေါ်မှာအမုန်းတရအပွားဆုံးလူသားဆိုပြီးခေါင်းစဉ်တွေတက်လာကြပါတယ်။ ဘာလို့လဲဆိုတော့ Glory Kickboxing Promotion Rice Promotion တို့ကို promotion သေးသေးလေးဆိုပြီးချိုးနှိမ်ပြောတဲ့စကားကသူ့အနေနဲ့လူကြီးလူကောင်မဆန်ဘူးဆိုပြီးဝေဖန်ကြတာပါတချိန်တည်းမှာထိုင်းဆိုးရကိုတောင်ညဉ့်ညင်သေးတာမို့ချက်ထွေလက်ညှိုးမထိုးဘူးသေးတဲ့သူမရှိဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ကလီကြပါတယ်ဒီခွင့်ရေးကိုချောင်းနေတဲ့သူကချက်ထွေကပေါ်ပေါ်တင်တင်ဝေဖန်ခဲ့ဘူးတဲ့ဟက်ဘဝိတ်တန်းကဖိုက်တာဟောင်းကြီးအာဂျန်ဘူလာဖြစ်ပါတယ် အာဂျန်ဘူလာကကွန်မန်နေဆက်တိုက်ရေးပြီးချက်ထွေးကိုကြီးညွှန်းကပုံစံမျိုးစုံနဲ့ဝေဖန်ထိုးနှက်သွားတာပါဘလိုပုံစံမျိုးလဲဆိုတော့အာသာသမိုင်းကြောင့်တခြားပပဆက်ဆက်ကြာကျုံးမဲ့လူသားမျိုးဆိုတဲ့ပုံစံမျိုးနဲ့ခနဲ့ရေးသားသွားတာဖြစ်ပါတယ်။အဲ့ဒီကိစ္စကနိုင်ငံတကာကသတင်းမီဒီယာမှာတွေကတောင်းတတိထားမိခဲ့ပါတယ်။ဒါကြောင့်မို့လို့အာတန်ဘူလာကချက်ထွေးကိုပြန်ကစ်ပြီးဆိုတဲ့သတင်းရေးသားမှုတွေနဲ့သတင်းနေတောင်ထွက်ပေါ်ခဲ့တာပါ နောက်ပိုင်းမှာတော့အာချန်ပူလာကသူ့ရဲ့ကွန်မန့်တွေကိုပြန်ဖြတ်သွားခဲ့ပါတယ်တို့တော်လေအများစုကစကရင်ရှော့တွေရိုက်ထားကြပြီးပြီမို့အဲ့ဒီတရင်တွေကိုဆက်လက်ရေးသားနေကြတော့မှာပဲဆက်လက်ပြောပြမယ့်အကြောင်းအရာကတော့ထိုင်းပြည်တပ်တချို့ရဲ့ဝေဖန်မှုတွေကိုပြန်လည်တုတ်ပြန်လိုက်တဲ့နာမည်ကြီးထိုင်းဖိုက်တာတယောက်ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ပြည်သက်များခင်ဗျာ မနေ့ကတန်းစင်ကသူ့ရဲ့ပွဲမကြခင်လာတော့မယ်ဆိုပြီး state တင်လိုက်တဲ့အချိန်မျိုးမှာ best season pick ကလည်းမကြခင်သူ့ရဲ့နောက်ပွဲလာတော့မယ်ဆိုပြီး state ကိုတပြိုင်နက်တင်ပါတယ်။ကျွန်တော်ဖြင့် deep fighter မြောက်ကို promotion ဘက်ကပွဲပြန်တည်ပေးလိုက်ပြီးလို့တောင်း user မိခဲ့တာပါ။သို့တော်လည်းညပိုင်းမှာတော့အဖြေကသေးသေးကွယ်ကွယ်ဖြစ်လာပါတယ်။ ပဲဆူခွန်ဘစ်ကတန့်စင်တဲ့ပွဲဖြစ်တာမဟုတ်ဘဲဒဏ်ရာပြဿနာကြောင့်နှုတ်ထွက်လိုက်ရတဲ့ပမ်ပါယက်ဖ်ရဲ့နေရာကိုလူစားဝင်ထိုးပေးမဲ့အကြောင်း promotion ဘက်ကတရားဝင်ကြေညာခဲ့ပါတယ်။အခုပြောပြမယ့်အကြောင်းအရာတွေကအဲ့ဒီကိစ္စနဲ့တိုက်ရိုက်သက်ဆိုင်နေတာပါ။ပြည်သက်များခင်ဗျာလာမယ့်ဇွန်လ28ရက်နေ့ရောက်ရင်တန်ဖိုးကပုံစံမျိုးနဲ့မြန်မြန်ဆိုင်ဆိုင်ကျင်းပမယ့်135 140ပြိုင်ပွဲရှိပါတယ်။ ဒီပြိုင်ပွဲကထိုင်းကနာမည်ကြီးဖိုက်တာတွေရဲ့တွဲဆိုင်တွေကိုအပြုပြီးခန်းခန်းနာနာနဲ့ကျင်းပသွားမှာပါဒီပြိုင်ပွဲမှာထိုင်းနာမည်ကြီးဖိုက်တာပမ်ပါယက်ကိုဥစ်ဘက်ကစ္စတန်ဖိုက်တာအော်ဒီကောနဲ့ပွဲတဲပေးထားခဲ့ပါတယ်။ပမ်ပါယက်အကြောင်းကိုတော့ပြည်သက်တွေအကုန်လုံးကသိထားကြပြီးပါပြီ။ဒီနေရာမှာအော်ဒီကောအကြောင်းလေးနည်းနည်းလေးပြောချင်ပါတယ်။ဒီဖိုက်တာက135စင်းမြင့်ထက်မှာစစ်စပန်9ပွဲထိုး9ပွဲစလုံးအနိုင်ရထားတဲ့ဖိုက်တာပါ။ လုံးဝကြုံပွဲမရှိသေးပါဘူးခုနှစ်ပွဲဆက်တိုက်အနိုင်ရထားတာတောင်သူကဒေါ်လာသိန်းနဲ့စာချုပ်ကြီးဆွခုနိုင်ခြင်းမရှိသေးပါဘူးအဓိကကတော့သူ့ရဲ့ကစားပုံနဲ့ချက်တွေကတိတ်ပြီးသဘောမချသေးလို့လို့ဆိုရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့သူ့ကိုခက်ခက်ခဲခဲပုံစံမျိုးနဲ့ပမ်ပါရက်နဲ့ပွဲတယ်ပေးပြီးစာမေးပွဲဆက်လိုက်တာပါဒီနေထားမှာပမ်ပါရက်ကဒဏ်ရာပြဿနာကြောင့်နှုတ်ထွက်လိုက်ရပါတယ် ဲ့ဒီနှုတ်ထွက်လိုက်ရတဲ့အကြောင်းကို promotion ဘက်ကမနေ့ကတရားဝင်ကြေညာခဲ့ပြီးအဲ့ဒီနေရာကို best sukun ဘက်ကစားထုတ်ဝင်လာတဲ့ဆိုတဲ့အကြောင်းကိုခြားပြလိုက်ပါတယ်။ဒီခင်းကျင်းမှာထိုင်းပြည်သက်တချို့ကပမ်ပါရက်ကိုဝေဖန်ကြတာပါ။ဘလုံးပုံစံမျိုးဝေဖန်လဲဆိုတော့တပတ်ကဖိုက်တာကရှုံးဝဲလုံးဝမရှိသေးတဲ့အတွက်ကြောက်လို့ခေါင်းဆောင်ပြေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝေဖန်ထုံးနေတာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုပမ်ပါရက်ကလည်းလုံးဝလက်မခံပါဘူး။ ပုံစံမျိုးစုံနဲ့ status တွေတင်ပြီးပြည်သက်တွေကိုတုံ့ပြန်ခဲ့တာပါနောက်ဆုံးဘလောက်ထိတုံ့ပြန်သွားလဲဆိုရင်ဒီပွဲသူရမဲ့ထိုးကြီးကဘန်ငါသိန်းဝင်းကျင်အထီတောင်ရှိတဲ့ဆိုတဲ့ပုံစံမျိုးနဲ့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ဒါကပန်ပါရဲ့ရဲ့ထိုးကြီးနဲ့အနိုင်စုကြီးပေါင်းလိုက်ရင်ဘန်ငါသိန်းဝင်းကျင်ရှိတယ်လို့ဆိုလိုတာပါ။ဒီနေ့မှာကျွန်တော်တို့ပြည်သက်တွေကိုကျွန်တော်ကပြောပြချင်တာလေးရှိလို့ဒါတွေကိုအစောကြီးကတည်းကပလင်ခံနေတာဖြစ်ပါတယ်။ လက်ရှိပန်ပါရဲ့ရနေတဲ့ထိုးကြီးက1ချန်ပီယံရှစ်မှာဒေါ်လာသသိန်းနဲ့စားကြုပ်စုခူးထားတဲ့ဖိုက်တာတွေရတဲ့ထိုးကြီးမျိုးဖြစ်ပါတယ်။တနည်းဆိုရရင်ကျွန်တော်အစီကဆိုလင်ဦးရရှိတဲ့ထိုးကြီးမျိုးဖြစ်ပါတယ်။ဒါကိုသိစေချင်လို့ကျွန်တော်ကပြည့်သက်တွေကိုချပြတာပါ။ဆလဘီခြေတစ်ဖက်ရောက်ရင် UFC ကကျင်းပမဲ့ International Fight Week အကြောင်းကိုပြောပြခြင်းပါတယ်။ဒီ International Fight Week အကြောင်းကိုတော့ရှေ့ကဗီဒီယိုမှာတုန်းကအတန်အသင့်ပြောပြခဲ့ပြီးပါပြီ။ သို့တော့ဒီနှစ် International Fight Week ကာလဟာဘယ်လိုပုံစံမျိုးနဲ့ကျင်းပသွားမလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ကပြည့်ပြည့်စုံစုံဖြစ်အောင်ဆက်လက်တင်ပြပေးချင်တာဖြစ်ပါတယ်။ပြည်သူများခင်ဗျာဒီနှစ်ကျင်းပမယ့် International Fight Week က73ကြိမ်မြောက် International Fight Week ပုံစံမျိုးဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ UFC ဟာဇွန်လရဲ့နောက်ဆုံးပတ်ဇူလိုင်ပထမပတ်လောက်မှာ International Fight Week ကာလကိုသတ်မှတ်ပြီးကျင်းပလေရှိပါတယ်။ ဒီကာလကနိုင်ငံတကာက UFC ပြိုင်သက်တွေနဲ့ promotion က fighter တွေအကြားပုံပြီးရင်းနှီးမှု ရှိလာအောင်အထူးတလဲ season ဖန်တီးထားတဲ့ကာလမျိုးမျိုး International Fight Week ကာလလို့ခေါင်းစဉ်တက်တာပါဒီနှစ်အတွက်အစီအစဉ်တွေကိုကျွန်းလာ25ရက်ကနေ26ရက်နေ့အထိဇက်တိုက်ကျင်းပသွားမှာဖြစ်ပါတယ်။ကျွန်းလာ25ရက်နေ့မှာတော့ UFC ကသူတို့ရဲ့ BJJ1 ပြိုင်ပွဲကိုပထမဆုံးအနေနဲ့ထည့်သွင်းကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲမှာ UFC ကဖန်တီးလိုက်တဲ့ချန်ပီယံကပတ်လူဝဲလဲပါဝင်ပါတယ်။ကျွန်တော်တို့သိတဲ့ BJJ ဝိတ်စာလေး Mikey Musumeci ကအဲ့ဒီချန်ပီယံကပတ်လူဝဲကစားသွားမှာပါ။ဒီပွဲစဉ်တွေကိုစောင့်ကြည့်ခြင်းရတဲ့ပြည်သက်တွေအနေနဲ့ UFC က YouTube ကနေအခမဲ့တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ဆိုပါတယ်။ဂျွန်လာ26ရက်နေ့မှာတော့ UFC ဟာ UFC 370ပြိုင်ပွဲနဲ့ပတ်သက်လို့အကျိုးသတင်းစာ ရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။ တရင်ကောင်တစ်ခုကကျွန်ုပ်ဖိုက်တာလေးဂျိုရှွာဘန်ဟာဒီတရင်စာရှင်းလင်းပွဲမှာပါဝင်လာဖို့ရာဂိုင်းနှုံးနေများနေပါတယ်အဲ့ဒီနောက် UFC ဟာ UFC Hall of the Fame အစီအစဉ်ကိုဆက်လက်ကျင်းပသွားမှာပါဒီအစီအစဉ်မှာတော့ promotion အတွက်ကြိုးပမ်းခဲ့တဲ့ fighter ကြီးတွေကိုဂန်ဝင်ကုန်ပုတ်နှင်အပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ကြားမိသလောက်တော့ Amanda Nunes နဲ့ Peter Bedford, Izzy, Kevin Gastelum စတဲ့ကစားသမားတွေဟာဒီနေ့အတွက်ဆုတက်ယူရမယ်လို့သိရပါတယ် ဂျွန်လ28ရက်နဲ့28ရက်နေ့မှာတော့ UFC 8အစီအစဉ်ကိုကျင်းပမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကနိုင်ငံတကာကနေလာရောက်ကြည့်ရှုကြမဲ့ပရိသတ်တွေနဲ့ UFC က fighter တွေတွေ့ဆုံပေးတဲ့ပွဲဖြစ်ပါတယ်။အဲ့ဒီထဲမှာ UFC နဲ့စာချုပ်ချုပ်ဆိုထားတဲ့လုပ်ငန်းတွေရဲ့ promotion ကိစ္စတွေပါဝင်မှာဖြစ်ပြီး fighter တွေနဲ့လက်တွဲတပ်ပုံရိုက်ချင်တဲ့ဆိုရင်အဲ့ဒီမှာရိုက်လို့ရတယ်အမှတ်တရလက်မှတ်တွေလည်းထိုးခွင့်ရှိပါတယ်ဒီ season ကိုတွားရောက်မဲ့ပြည်သက်တွေအနေနဲ့တော့ဝင်ချေးပေးရပါတယ် သို့တော့ခုမှပါလာတဲ့ကလေးကအသက်၁၂နှစ်အောက်ဆိုရင်တော့အဲ့ဒီကလေးအတွက်ဝင်ကြေးပေးစရာမလိုပါဘူး။အဲ့လိုပုံစံမျိုးနဲ့ UFC ကဝင်ကြေးကောက်ခံပြီးရရှိလာမဲ့ငွေတွေကို UFC နဲ့ချိတ်ဆက်ထားတဲ့လူမှုကူညီအဖွဲ့တွေကနေတဆင့်ပြန်လည်ပေးရလှူဒန်းသွားမှာဖြစ်ပါတယ်။ဂျွန်လာ၂၉ရက်နေ့မှာအစီအစဉ်ကဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ UFC 370ပြိုင်ပွဲရဲ့ ceremony ရဲ့ဝိတ်ချင်အစီအစဉ်ကိုလည်းဒီရက်မှာပဲလှုပ်ဆောင်သွားမှာပါ အချိန်ထဲမှာနာမည်ကြီးဘောက်စားနှစ်ယောက်ထိတ်တိုက်တွေ့ကြမယ်ကာနလိုနဲ့ကရော့ဖိုတို့ရဲ့အကျိုးသတင်းစာရှင်းလင်းပွဲကိုလည်းဒီရက်မှာပဲလှုပ်ဆောင်သွားမှာဖြစ်ပါတယ် UFC 370ပြိုင်ပွဲကိုတော့28ရက်နေ့နောက်ပိုင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။ UFC ဟာအဲ့လိုပုံစံမျိုးနဲ့ International Fight Week Gala မှာကျင်းပမဲ့အစီအစဉ်တွေကိုနေရာမျိုးစုံခွဲကကျင်းပသွားမှာပါ။ဒါကြောင့်မို့လို့ International Fight Week Gala လို့သတ်မှတ်တာဖြစ်ပါတယ်။ ရိုမိုရှင်ဘက်ကလည်းဒီလိုကာလာမျိုးမှာပြည်သက်တွေကိုဆွဲဆောင်မှုရှိစေဖို့အတွက်တွဲဆိုင်တွေကိုအကောင်းဆုံးဖြစ်နိုင်သမျှဖြစ်အောင်ကြိုးစားလေးရှိပါတယ်။ဆက်လက်ပြီး BFF ပြိုင်ပွဲချင်းပါတဲ့စီရောက်ရှိနေတဲ့နီးပြကြီး online sense ဆိုတဲ့အကြောင်းအရာကိုပြောပြချင်ပါတယ်။ပြည်သက်များခင်ဗျာကျွန်တော်တို့ရဲ့ Fighter G Online ဆန်းကလက်ရှိမှာတော့ BFL War Tournament ပြိုင်ပွဲကျင်းပတဲ့နေရာစီရောက်ရှိနေပါတယ်။ ဒီပြိုင်ပွဲမှာ Kingley FC ကိုစားပြု Fighter တယောက်ကဝင်ရောက်ထွက်သက်မှဖြစ်တဲ့အတွက်သူကအနိကက်ကြီးကြပ်ပေးဖို့လိုက်ပါလာခဲ့တာပါအဲ့ဒီ Fighter ရဲ့နာမည်က Kevin Lee ဖြစ်ပါတယ် UFC ပြိုင်သက်အများစုကတော့ဒီ Fighter ရဲ့အကြောင်းကိုသိထားကြပြီးပါပြီ UFC Lightweight တန်းမှာ Gunon Fighter ကြီးတချို့ ਨੇ သူကပခုံးချင်းရှင်ပြီးထိုးပြခဲ့တဲ့ Fighter ဖြစ်ပါတယ်သို့သောနောက်ပိုင်းမှာတော့စွမ်းဆောင်ရည်တွေဇက်တိုက်ကြာဆင်းပြီး promotion နဲ့လန်ခွဲလိုက်ရပါတယ် အဲ့လိုလမ်းခွဲလိုက်တဲ့အနေအထားမှာသူ့ကို BFN ကလမ်းပြီးခေါ်ယူလိုက်တဲ့အတွက်အခုလိုဝင်ရောက်ထိုးသက်ခွင့်ရတာပါ BFF World Tournament ပြိုင်ပွဲမှာတော့သူက lightweight တန်းခေါင်းဆက်အောက်ကနေအချိုပိုလူပွဲထိုးသက်သွားမှာဖြစ်ပါတယ်။သူနဲ့ထိတ်တိုက်တွေ့နေတဲ့ fighter က Robert Darno ဖြစ်ပါတယ်။ဆေးဆစ် weight chain နဲ့အစီအစဉ်တွေကိုမင်းညာကလှုပ်ဆောင်ခဲ့ပြီးပါပြီ။ Robert Darno က155.6ပေါင်နဲ့တက်မှတ် weight တန်းအတွင်းဝင်ရောက်နိုင်ခဲ့ပါတယ်။ ကေဗင်လီကလည်း156ပေါင်နဲ့လိုက်ဝိတန်တက်မှတ်ချက်အတွင်းကိုဝင်ရောက်အောင်ဝိချနိုင်ခဲ့ပါတယ်။ဒါကြောင့်မို့လို့ The Fighter နဲ့ဟာတိတိတင်တင်ပွဲရင်ဆိုင်ထိုးသက်တော့မှာပါ။ Online ဆန်းကတော့ကေဗင်လီရဲ့ဘေးကနေအနိကကြီးကြပ်မှုတွေလှုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာ UFC ကလည်းဒီတစ်ပတ်အစပိုင်းညမှာကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲအတွက်ဆစ်စစ်ဝိတ်ချင်းတဲ့အစီအစဉ်တွေကိုဒီမနက်မှာပဲလှုပ်ဆောင်သွားခဲ့ပါပြီ။ ိကကောင်းပွဲကြီးတွေအဖြစ်ထုတ်သက်ကြမဲ့ fighter တွေအကုန်လုံးတတ်မှတ်ဝိတ်တန်းအတွင်းကိုဝင်ရောက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ Round 3 Junior နဲ့ Jamal Hero က light heavyweight တန်းကောင်းဆန်အောက်ကနေထုတ်သက်ကြမှာပါ။ UFC က light heavyweight တန်းအတွက်205ပေါင်သတ်မှတ်ထားပါတယ်။ဒီဝိတ်တန်းတက်မဲ့ချက်က1ချမြင်ရှင်းနဲ့ရှင်းကြည့်မယ်ဆိုရင်1ချမြင်ရှင်းက middle weight တန်းနဲ့အတူတူပါပဲ round 3 junior နဲ့ jamal hero နှစ်ယောက်စလုံးနှစ်ယောက်6ပေါင်နဲ့တက်မဲ့ weight တန်းအတွင်းကိုအသီးသီးဝင်ရောက်နိုင်ခဲ့ကြပါတယ် ရာဖေးဖီဇီနဲ့ဘာဟာမွန်တက်တို့ကလည်းလိုက်ဝိတ်တန်သက်မဲ့ချက်အတွင်းကိုဝင်ရောက်အောင်ဝိတ်ချနိုင်ခဲ့ပါတယ်ဒီဖိုက်တာနှစ်ယောက်စလုံးဟာ155တက်သမ5ပေါင်နဲ့တက်မှတ်ဝိတ်တန်းအတွင်းကိုအသီးသီးဝင်ရောက်နိုင်ခဲ့တာပါဒီတွဲဆိုင်နှစ်ခုနဲ့ပတ်သက်လို့ကျွန်တော်တတိထားမိတဲ့အချက်တွေကိုလည်းပြောပြခြင်းနေပါတယ် Round 3 Junior နဲ့ Jamahe တို့ထိုးမဲ့ပွဲက Stand Fight ချင်းရှင်ပြီးထိုးကြမဲ့ပွဲမျိုးဖြစ်လာမှာပါ ဘာဖြစ်လို့လဲဆိုတော့ Big Fighter မြောက်ရဲ့စွမ်းဆောင်ရည်တွေကိုကြည့်လိုက်မယ်ဆိုရင်တိတ်တောင်ရအောင်ကြိုးစားတဲ့ပုံစံမျိုးလုံးဝမတွေ့ရပါဘူး။ဒါကြောင့်မို့လို့နှစ်ယောက်စလုံးဟာ Stanfight ပိုင်းမှာပဲပညာရပ်ပိုင်းရှင်ပြီးကစားကြပွဲ ရှိပါတယ်။ Rafe Fizi ကတော့အစာပိုင်ညာကိုစားပြု Fighter လို့သူ့ကိုယ်သူ ခံယူထားပါတယ်။တို့တော့လေတကယ်တော့သူကအစာပိုင်ညာမှာမွေးခဲ့တဲ့ဖိုက်တာမဟုတ်ပါဘူးကာဇက်စတန်မှာမွေးခဲ့တဲ့ဖိုက်တာပါ UFC မှာထိုးရင်းနဲ့နာမည်ကြီးလာရင်းကနေအစားပိုင်ခြံကိုပြောင်းလဲကိုစားပြုခဲ့တာဖြစ်ပါတယ်။အဲ့လိုပုံစံမျိုးနဲ့အစားပိုင်ခြံမှာကျင်းပမဲ့ပထမဆုံးပြိုင်ပွဲမှာသူကပါဝင်ထိုးသက်ခွင့်ရတာပါ။ဒီနေရာမှာ Rafael PC နဲ့ဘာမွန်တက်တို့ပွဲအကြောင်းလေးကိုနည်းနည်းလေးပြောပြချင်ပါတယ်။ Rafael PC ဟာနောက်ဆုံးကစားခဲ့တဲ့သုံးပွဲဆက်တိုက်ရှုံးပွဲတွေကြီးပဲကြုံထားခဲ့ပါတယ်။လနဲ့မှာကျင်းပခဲ့တဲ့ပြိုင်ပွဲတုန်းက Justin Gaethje နဲ့အကျိတ်နဲ့ကစားပြီးတိုင်းဆုံးဖြတ်မှာကက်ပြီးရှုံးပါတယ်။ အဒီနောက် promotion ဘက်ကကင်မရာနဲ့ပွဲတက်ပေးခဲ့ပေမဲ့တစ်ချိန်လုံးအသာစီးကစားရင်းကနေဒုတန်ရပြဿနာရရှိသွားလို့ TKO နဲ့ရှုံးပေးရပြန်ပါတယ်။နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ Justin Gaethje ကိုပဲ short notice နဲ့လူသားဝင်ထိုးပေးရင်းကနေရှုံးပေးထားရတာပါ။ Rafael Fizi ဟာ lightweight တန်းက fighter ကောင်းတွေထဲမှာတော့ကံကြမ္မာမျက်နှာပေးမခံရဆုံး fighter လို့ပြောလို့ရပါတယ်။ လူရှုံနေတဲ့ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်အချောင်းပြချက်ကတစ်ခုမဟုတ်တစ်ခုတော့ရှိနေသေးပါပဲအဲ့လိုပုံစံမျိုးနဲ့အစပိုင်းကျမှကျင်းမမဲ့ပြိုင်ပွဲမှာသူကချင်းကက်လာတာဖြစ်ပါတယ်ဘာဟာမွန်တက်ကတော့ profit pc နဲ့ပြောင်းမြန်နောက်ဆုံးထိုးတဲ့သုံးပွဲဆက်တိုက်နိုင်ယူထားသူပါဒါကြောင့်မလို့ physical အနိုင်ယူပြတာနဲ့သူက lightweight တန်ထိပ်ပိုင်းကိုတက်ဖို့အတွက်အာယူလာမှာဖြစ်ပါတယ်။ဒီတွဲဆိုင်ကမထမတ်ဖဲနဲ့ကြီးလို့ကောင်းနိုင်တဲ့တွဲဆိုင်မျိုးလို့မှတ်ချက်ပေးပါရစေခင်ဗျာ။ မိသားများခင်ဗျာအဇာဘိုင်ဂျန်မှာကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲကဥရောပမြေပေါ်မှာကျင်းပတဲ့ပြိုင်ပွဲမျိုးဖြစ်လို့စံတော်ချိန်အပြောင်းလဲနေနေရှိပါတယ်ဒါကကျွန်တော်တို့စီကနေကြည့်ရမယ်ဆိုရင်ဥရောပကဘောလုံးပွဲတွေနီးတူနက်နက်လေးအချိန်စောမယ်ဆိုတာပြောပြချင်တာပါဒီ UFC Fight Night ပြိုင်ပွဲရဲ့ Prelim ပွဲစဉ်တွေကိုမနေ့ပြန်စနေနေ့ညမြန်မာစံတော်ချိန်ည7:00ခွဲချိန်မှာစတင်သွားမှာဖြစ်ပါတယ်။ မိန်ကပ်ပွဲစဉ်တွေကိုတော့မျက်နှာပိုင်းညတနာရီခွဲ ဝင်းကျင်မှာစတင်ကျင်းပပွဲ ရှိပါတယ်။ဒါကမြန်မာပြည်ကနေစောင့်ကြည့်ကြမဲ့ပြည်သက်တွေအတွက်ကြိုးပြီးတရင်ကောင်းပါထားတာပါ။ဒါလိုဒါလိုအပြောင်းလဲလေးရှိတဲ့ဆိုတာကိုသတိထားမှီစေခြင်းလို့တင်ဆက်ပေးတာဖြစ်ပါတယ်။လာမယ့်နေ့တွေမှာလည်း MMA လောကကနောက်ဆုံးရတရင်တွေကိုစူးစီးတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို notification ယူထားကြပါဦးခင်ဗျာ။